ရန်ပြည်နယ်တန်ရံမျိုးအခြေချစစ်ဗျူဟာကတင်ယူစိုက်ပျိုးတာအကျိုးထူဆောင်ရွက်ထားတာမရှိတဲ့အကြောင်းကာကွယ်ဝင်ကြီးဌာနကလွတ်တော်မှာတရားဝင်အကြောင်းပြန်ထားတဲ့စိုက်ပျိုးမြေတွေကိုမူလလုတ်ကင်ခဲ့တဲ့ဒေသခံတောင်သူတွေပြန်လည်တောင်းဆိုအောင်အခက်အခဲတွေရှိနေပါတယ်ခွန်စောဦးသတင်းပေးပို့ထားပါတယ်ရှင်တန်ရံမျိုးတွေကဒေသခံတိုင်းရင်းသားတွေလုတ်ကင်စားတောက်နေတဲ့စိုက်ပျိုးမြေတွေကိုတရံအခြေချစစ်ဗျူဟာက2014ခုနှစ်မှာကြံစိုက်ခင်းတဲ့ချက်စုစီမံချက်မြေဖြစ်တည်ယူခဲ့ပြီး တရုတ်လူမျိုးပိုင်ရွှေချမ်းလုံကုမ္ပဏီကိုလောက်ကင်စေခဲ့တယ်လို့တောင်သူတွေကပြောဆိုပြီးပြန်လည်ရရှိဖို့တောင်းဆိုရမှာလဲအခြေချစစ်ဗျူဟာကတင်းယူဆိုင်ပြိုးခြင်းအကျိုးတူဆောင်ရွက်ထားခြင်းမရှိကြောင်းကာကွယ်ရေးဝန်ကြီးဌာနကပြည်သူ့လွတ်တော်မှာ2015ဩဂုတ်လ18ရက်နေ့ကကြောင်းပြန်ခဲ့ပေမဲ့ကုမ္ပဏီဘက်ကအဲ့ဒီညီတွေကိုတရားဝင်လောက်ကင်ပွဲရရှိဖို့စ조사နေတာကြောင့်ဒီလောက်ကန်တောင်သူတွေအခက်တွေ့နေတာပါအောင်ယူရမယ်လွတ်ကွရမယ် ဒါတင်ထားနေတယ်။ရောမေနေအဲလောက်စားလေးကတည်းကလောက်စားလေးမေကလေး။ရာမို့ချိန်မှာပဲတစ်ချက်တည်းတင်ထားတယ်။ဆယ်နေလေးကြော်ရဲဆရာ။ဟာလေငါအာချောက်ချောက်ရဲကလည်းပါတော့တယ်။အခုမှလိုချင်ပြန်ကျူချင်နေလေးဆရာ။အဲ့လာယူတော့ကကျွန်တော်တို့ဟိုဆေပြငါးပြားမှအနေနာကြီးပါမှမပြောခင်ဗျားတို့စကားမပြောနဲ့ပြောရင်လည်းယူမယ်မပြောရင်လည်းယူမယ်အဲ့ဒီလိုအနံယူပြီးတော့ ဒီတိုင်းတိန်သွားတာဘယ်ကတိန်သွားလဲဗျာဟွာအရင်တော့ပြူဟာမှုခင်မောင်မိနဲ့သူနဲ့ဟွာဦးတန်းကိုနဲ့တွဲပြီးတော့လာယူတာအခုကုမ္ပဏီရဲ့တော့ချွန်ချန်လုံပဲပြောတာပဲအခုအထိကျွန်တော်တောင်းတာတူတူလည်းမပေးဘူးတရားမျိုးနဲ့ဖွံ့ဖြိုးတိုးတက်ရေးထောက်ကူပြုအဖွဲ့ဝင်တူကတော့ဒီမြေတွေကိုမူလလုတ်ကင်ခဲ့တဲ့တောင်းလူတွေကတရားဝင်ပြန်လဲပေးအပ်တင်တယ်လို့ဆိုပါတယ်ကာကွယ်ရေးဝန်ကြီးချုပ်ကနေပြီးတော့မှအမိန့်စာနဲ့ဒါကိုဆွန့်လုပ်ပြီးသားဖြစ်ပါတယ်ဆိုတာကိုပြန်ပြီးတော့မှစာပေးပါတယ် အဖွဲ့အစည်းတစ်ခုရဲ့တစုံတယောက်ရဲ့မျက်နှာကိုမကြည့်ဘဲနဲ့ကျွန်တော်ဒီအများပြည်သူလူထုရဲ့မျက်နှာကိုနိုင်ငံတော်ကကြည့်ပြီးတော့မှဆုံးဖြတ်ပေးလိုက်တဲ့ကိစ္စကိုမြန်မြန်ဆန်ဆန်ပြည်သူလူထုလက်ထက်ကိုကျွန်တော်ဒီမြေကိုရောက်သွားစေခြင်းနဲ့တိုင်ရမျိုးရဲ့အဓိကကြတဲ့စိုက်ပျိုးမြေဧက2000နီးပါးကိုတရုတ်လူမျိုးပိုင်ရွှင်ချမ်းလုံကုမ္ပဏီကခေါင်းစဉ်အမျိုးမျိုးနဲ့အရင်စစ်ဆိုးရလက်ထက်က လောက်ကင်ခွေရခဲ့ပါတယ်။လက်ရှိသမရဦးတိန်ဆိုင်အစိုးရလက်ထက်မှာလည်းအဲ့ဒီမြေတွေတဲကတချို့တဝက်ဟာတရားဝင်လောက်ကင်ခွေရထားပြီးတချို့တဝက်ကလည်းလောက်ကင်ခွေရဖို့အာဏာပိုင်နဲ့ပူးပေါင်းကဆက်လက်ကြိုးစားနေတယ်လို့ဒေသခံတွေကဝေဖန်ပြောဆိုနေကြပါတယ်။ဒီမြေကိစ္စနဲ့ပတ်သက်ပြီးရွှင်ချမ်းလုံကုမ္ပဏီကဝန်ထမ်းတဦးကတော့အခုလိုဆိုပါတယ်ပတ်သက်ပြီးတော့ကျွန်တော်တို့ MD တိုက်ရိုက်လာပြီးတော့ဖြည့်ရှင်းလိုက်ပါမယ်ပေါ့နော်အဲဒီအခုလောဆယ်တော့နေဝေးရောက်နေပါပေါ့နော် ဟုတ်ကဲ့ MD ကဘာလို့လဲ MD ကအတော်ရည်ရည်မြင့်ပါခင်ဗျာတရံမျိုးနဲ့အုတ်ချုပ်ရည်မှုကတော့ဒီမြေကိစ္စနဲ့ပတ်သက်ပြီးခွင်းစစ်စစ်ဆေးနေစေဖြစ်တယ်လို့ DPP ကို ပြောပါတယ်ကျွန်တော်ခွန်စော်ဦးပါ